ဟန်ဆောင်မှုတွေရဲ့နောက်ွယ်ကမျက်နှာအစ်စ်ကိုမြင်အောင်ကြည့်ချင်။မာယာစိတ်သဘာဝနည်းရမှာလူတွေကလားနဲ့အလွန်တူတယ်။တစ်ဖက်ကပဲပြလေးရှိပြီးနောက်တစ်ဖက်ချမ်းကိုဘုံခွေထားတက်ကြတယ်။လူတိုင်းမှာဥပရိယုတ်ကိုစီရှိတက်ကြတယ်။အဲ့ဒီဥပရိယုတ်ကိုလိုက်ပြီးလူလူချင်းလှည့်စားတက်မှ လူရည်လို့ပိသောက်နေနိုင်ထိုင်နိုင်ကြတယ်။လူထက်လူကိုပိသောက်နိုင်တဲ့သူတွေကြတော့လူလူချင်းဥပရိယုတ်ကြီးလိုက်ရုံနဲ့တစ်ဖက်သားရဲ့အကျင့်စရိုက်ကိုသိနိုင်တယ်။ အာတာရှုပင်ဟောင်းဝါလူမှုပတ်ဝန်းကျင်မှာရှင်သန်ရတာမလွယ်ပါဘူး။ပေါင်းတဲ့ဆက်ဆံရေးဆိုရက်ဖြစ်မနေပြုမှုရတဲ့အလေးထားကြီးကြောင့်လူတိုင်းတို့လိုမျက်နှာပေါ်ဆွထားကြရတယ်။သူထက်ကပိုပြီးတော်ကြောင်တက်ကြောင်ထက်ကြောင်မြက်ကြောင်ဟန်ဆောင်နိုင်မှလူလူချင်းတပြေးညီရှင်သန်ခွင့်ရနိုင်တယ်။အပြောကောင်းအဟောကောင်းမှပြုံးလေးရောအရင်လေးပါဟာသလေးနော်ပေါင်းတဲ့တက်မှာသူ့ထံကပို့ပြီးအတွေးကောင်းအကြံကောင်းအမြင်ကောင်းမှလူသေးလူဖြစ်နိုင်ခွင့်ရကြတယ် မျက်နှာဖုံးအောက်မှာတော့လူတိုင်းလိုလိုစိတ်မလုံခြုံမှုတွေမနာလိုမှုတွေခဲမကျေမှုတွေမတေချာမှုတွေမရေရာမှုတွေအကြားတဝဲလေလေဖြစ်နေကြတာကြီးပါပဲမြင်မြင်သမျှအဟုတ်ကြီးထင်လို့မရပါဘူးမျက်နှာဖုံးဆွတ်ထားကြတာချင်းအတူတူမျက်နှာဖုံးအောက်ကတကယ်မျက်နှာစိတ်ကိုမမြင်နိုင်ပဲတစ်ဖက်သားဘာတွေဖြစ်နေလဲဆိုတာဘယ်သူမှသိနိုင်မှာမဟုတ်ပါမာယာတွေနဲ့လှည့်စားနေကြရပါတယ်ဒီမာယာတွေကိုမြင်အောင်ချစ်တတ်ဖို့ပရိယေတွေကိုသင်ယူထားရပါမယ် ဒါမှသာမျက်နှာပေါ်အောက်ကမျက်နှာကိုမျက်နှာပေါ်ဆွတ်ထားလျက်နဲ့မြင်အောင်ကြည့်ပြီးဆရာပြပြီးအထာကြကြပေါင်းသင်းဆက်ဆံတက်ပါလိမ့်မယ်။လူဆိုဒီမှာလူဆိုတဲ့တော်ကအင်မတန်တည်ယူဆောင်ကောင်းတဲ့ဒရိုက်ဆန်ဖြစ်ပါတယ်။ဝေကင်းဆခလေးငယ်အရွယ်ကလေးကကိုလိုချင်တာကိုမရရအောင်ငိုပြီးတော့ပဲဖြစ်စေ၊ရီပြီးတော့ပဲဖြစ်စေအကြည့်လေးတစ်ချက်အသံလေးတစ်ခါပေးလိုက်ရုံနဲ့မိဘတွေဘက်ကလိုလိုလားလားလုပ်ပြီးကြအောင်ဟန်ဆောင်တက်ကြတယ်။တည်ယူဆောင်ပညာဆိုတာက တင်ယူရမလို့ပဲတက်မြောက်လာကြတယ်တခုတည်းတော့မွေးရပါလူသားပါရမီဖြစ်တယ်ကို့အနေနဲ့မဖြစ်မနေအနိုင်ယူဖို့လိုအပ်လာပြီဆိုရင် အကောင်းဆုံးနဲ့အကန့်အညီဆုံးရွေးချယ်စရာလက်နက်ကဟန်ဆောင်ကောင်းဖို့ပါပဲပေါင်းတင်ချာမှာကို့ပေါ်လူတိုင်းရဲ့ယူဆိုင်မှုရှိစေချင်တာအခြေအနေလိုက်ဟန်ဆောင်ကောင်းတက်ဖို့ပဲလိုပါတယ်လူကြားသူကြားရဲ့ချင်ပေါ်ဖို့လိုနေသလားဝိကောင်းစားလာနဲ့ရောအဟောကောင်းရင်လူပုံလေမှာစံတင်လောက်စရာအနေထားတိရအောင်လုပ်လို့ရပါတယ် ငယ်ငယ်ကလေးကတက်မြောက်ကျွမ်းကျင်ထားတဲ့တရုတ်ဆောင်ပညာကအသက်ကြီးသည့်အထိအစွမ်းထက်အလုပ်ဖြစ်နေလို့ပါကိုယ်အသက်မဝန်းကျင်အတွက်လောက်ကန်စားတော့ရင်လည်းရာထူးလိုက်နေရလိုက်ဟန်ဆောင်ကောင်းရင်ဟန်ဆောင်ကောင်းသလားအကျိုးဖြစ်နိုင်ပါတယ်အခြေအနေကတန့်ရှင်းနေရဝင်လို့ရရင်လည်းတန့်ရှင်းကောင်းတယောက်လို့တရုတ်ဆောင်ကောင်းနိုင်ရင်တန့်ရှင်းဘွားကနေလွတ်ပြီးကြီးကျယ်ရေးမှုဖြစ်သွားနိုင်ပါတယ်ဒါမှမဟုတ်ပါမောက်ခစပွဲတို့စစ်ပူကြီး စသဖြင့်မျက်နှာပုံမျိုးမျိုးအလိုက်နေတက်ထိုင်တက်သည့်လူတွေကလူဖြစ်နိုင်ပါတယ်။လူတိုင်းလိုလိုထိုးစွန်ပြောင်းပြောက်တဲ့တယောက်ဆောင်ကောင်းတွေဆိုပေမဲ့အဲ့ဒီလိုဟန်ဆောင်နေရတာကကိုဘွားအပေါ်အလွန်မအနှိမ့်ဆက်နိုင်ဆုံးသောဒဏ်ခတ်မှုတစ်ခုဖြစ်နေတတ်တယ်။မျက်နှာပုံနဲ့နေရတာကတာဝန်ဝတ္တရားကြီးတစ်ခုလိုထမ်းဆောင်နေရပြီးနားခွင့်မရှိ။ပန်းရှိခွင့်မရှိတဲ့ရသက်ပန်းအချိန်ပြည့်အလုပ်ကြီးလိုဖြစ်နေတတ်တယ်။ဒါပေမဲ့လူမအပဘေးတရဝါကမှလူသားလူမျိုးပေါင်းစပ်ဆက်ဆံရေးကောင်းတဲ့အဆင့်ထိဆင့်ကဲတိုးတက်ဖို့မရခဲ့ပါဘူး။ အမိုင်းမတင်မီအချိန်လွန်ခဲ့နှစ်ပေါင်းထောင်ပေါင်းရှိတဲ့အချိန်ကလူသားတွေရဲ့ဘိုးဘေးတွေဟာတဦးနဲ့တဦးအသက်မပါပဲတခြားဆက်ဆံမှုစနစ်တွေနဲ့ပေါင်းသင်းခဲ့ကြတယ်။ဒါပေမဲ့ဘာသာစကားကိုတီထွင်ဖန်တီးလိုက်နိုင်ပြီးကတည်းကစကားပြောဆိုခြင်းဆိုတဲ့ပေါင်းသင်းဆက်ဆံရေးနည်းစနစ်ကြီးဟာတခြားကုလူဆက်ဆံမှုစနစ်တွေဖြစ်တဲ့ကိုယ်မူရာနှုတ်မူရာနဲ့အနအနေထားတွေနဲ့ရောထွေးပေါင်းဆက်သွားတော့လူသားရဲ့ပေါင်းသင်းဆက်ဆံရေးအလုပ်ကြီးကပိုလျှောက်ထွေးသွားခဲ့တယ်လို့ပိုလေးနက်သွားခဲ့တယ် ခန်းစားချက်ကိုဖော်ထုတ်ပြဖို့အတွက်အမူအရာနဲ့ဆက်ဆံတဲ့စနစ်ကိုကျင့်သုံးခဲ့ကြရဆိုပေမဲ့တစ်ချိန်တည်းမှာပဲစိတ်ခန်းစားချက်အလုံးစုံကိုထုတ်ပြလို့ရမရှိရကြောင်းဖန်ဆောင်ထားတဲ့မျက်နှာပုံမူရအတူတဲ့ဆက်ဆံတဲ့စနစ်ကိုလည်းအသားကျသွားတဲ့အထိမဖြစ်မနေကျင့်သုံးလိုက်ကြရတယ်။ငကူကမှရှုပ်ထွေးနေမှသာပေါင်းသင်းဆက်ဆံရေးစနစ်ကြီးကဟန်လုံလန်ကျိုးဆက်ဆံရေးအတုကိုပါတွဲဖက်ရောဆက်လိုက်ရတော့တပုတ်ဦးလိုပဲအစမရှိအဆုံးရှိအတိတ်ပဲလည်းရှိတယ်လို့နဲ့အသုံးမချတဲ့ဆက်ဆံရေးစနစ် ငင်းချင်းမှုတစ်ရက်ဖြစ်လာရတယ်။လူသားတဦးနဲ့တဦးဆက်သွယ်ပြောဆိုဆက်ဆံဖို့ပေါင်းသင်းဆက်ဆံရေးအလို့ဆိုတာရှိလာရပြီမဲ့ဒီအလို့ကြောင့်ပဲပေါင်းသင်းဆက်ဆံရေးကဟန်ဆောင်မှုအခြေပြုအလို့တစ်ခုလိုဖြစ်သွားခဲ့တယ်။ခံစားချက်အစ်စ်ကိုဘုံးခွေထားပြီးခံစားချက်အတုနဲ့ဆက်ဆံရေးကအားကောင်းလာတယ်နဲ့မြတ်လူလူချင်းဆက်ဆံရေးဟာအတိတ်ပဲရှိတဲ့ဆက်ဆံရေးတစ်ခုဖြစ်သွားရမယ်အစားအကျိုးမရှိတဲ့အလို့ကိုဆက်တူပူးပေါင်းလုပ်နေရတယ်ဖြစ်သွားရတယ်။ဟန်လုံလန်ကျိုးဆက်ဆံရေးကမျက်နှာပေါ်အောက်ပါဘလောက်ပဲတည်ယူဆောင်ကောင်းနေပါစေ လူသားရဲ့ခံစားချက်စိတ်အာရုံကလင်ညာလို့မရတဲ့အတွက်ဟန်ဆောင်မှုတွေချာမှာအပြုတ်မှုတွေအမှုချင်းတွေကနေတဆင့်သဲလွန်စားနေတဲ့ပေါ်ထွက်လာတတ်ပါတယ်။အဲ့လိုမျိုးတစားတစားပေါ်ထွက်လာတတ်တဲ့ခံစားချက်သဲလွန်စားလေးတွေကိုအကဲခတ်ပြီးဖန်လုံးလန်ကျုံဆက်ဆက်ရေးရဲ့နဲ့နှပုံနောက်ွယ်ကအစစ်မှန်ကိုပေါ်ထုတ်ရတာကပေါင်းသင်းဆက်ဆက်ရေးပညာဖြစ်လာပါတယ်။တယောက်နဲ့တယောက်ပြောဆိုဆက်ဆက်နေတဲ့နေရာမှာတုံလုံးလိုက်တဲ့အတုံးလုံးပြုတ်မှုလိုက်တဲ့အမှုရာတတိလလွတ်ပြောင်းလဲမိသွားတဲ့မျက်နှာအနေထား စသဖြင့်ရုပ်ပိုင်းဖြစ်စေစိတ်ပိုင်းဖြစ်စေဒဲလွန်ကြလေးတွေကိုစူးစမ်းနိုင်ရအကဲခတ်ပြီးတစ်ဖက်လူရဲ့စိတ်ကိုမှန်ဆနိုင်ခြင်းကိုလူတဘောလူမနောခြင်းညက်ရှင်လို့ခေါ်ပါတယ်ကိုမူရနှုတ်မူရဥရိယမျက်နှာအနိထားခန္ဓာကိုယ်ဖွဲ့စည်းတိဆောက်ပုံကိုကြည့်ပြီးဒဲလွန်စကောက်ဗဟိတိအဖြေရှာရင်တစ်ဖက်သားရဲ့စိတ်နေစိတ်ခံကိုခံမရတဲ့အလုပ်ကလုံးဝမလွယ်ပါလူမှန်ရင်တိရောက်ဆောင်နေကြတဲ့မျက်နှာပုံနောက်ွယ်ကလိပ်စံတွေဖြစ်တာကြောင့်ဟန်လုံးလုံးကြုံရခြင်းဟာလူပိသောက်နေထိုင်ခြင်းဖြစ်တာကို နားလည်ဖို့လိုအပ်ပါတယ်။ဒါကြောင့်ဟန်လုံးနေတဲ့မျက်နှာဖုံကိုအတင်းချွတ်တိုင်းတစ်ဖက်သားရဲ့စိတ်နေစိတ်ခံကို နားလည်မှာမဟုတ်ပါဘူး။လူစိတ်ကိုနားလည်ဖို့မဖြစ်မနေသိထားရမယ့်အချက်ကတစ်ဖက်သားရဲ့ဇက်လန်းကို ကိုယ်တိုင်နားလည်အောင်လုပ်ပြီးသူနဲ့အတူတရုပ်ဆောင်တက်ဖို့ပါ။တစ်ဖက်လူရဲ့ဇက်လန်းမှာကိုယ်အနေနဲ့ဘယ်နေရာကတရုပ်ဆောင်လဲ။တရုပ်ဆောင်တက်ရုံလောက်နဲ့တစ်ဖက်လူစီကကိုယ်အနေနဲ့သိလို့တဲ့အချက်လက်တွေကို ထုတ်ဖော်လို့ရအောင်ကိုကိုယ်တိုင်ကလည်းလိုအပ်တဲ့အခြေခံအရေးရှင်ရေးသွေးအစွမ်းစားတွေရှိနေရပါမယ်။ ်လူလူချင်းပေါင်းသင်းဆက်ဆံတဲ့နေရာမှာအထူးလို့အမဲ့အရေးချင်းတွေအများကြီးရှိပေမဲ့ဖန်လုံလံကြုံဇက်ဘွက်ကိုနိုင်နိုင်နေနေပေါ်ထုတ်နိုင်မယ့်ပညာကတော့လူကဲခတ်ခြင်းမိပညာပဲဖြစ်ပါတယ်